ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှကြိုဆိုပါရစေအခုလုပ်ပြပေးမှာကတော့ဒီအာသင်မီဒီလေးပေါ့နော်အာသင်မီဒီလေးကအာသင်ကောင်းပဲ့ထွက်နေတာပေါ့နော်မြင်ရလားမသိဘူးအဲ့အဲ့ပဲ့ထွက်နေတဲ့ခေါင်းကိုလဲပေးရမှာဖြစ်ပါတယ် customer ပြောတာကတော့ဒီမီးလုံးကမီးထွန်းတာဘာညာအကုန်ကောင်းနေအဲ့ အားသွင်းလို့ရှိရင်အားမဝင်ဘူးပေါ့နော်အားမဝင်ဘူးလို့ပြောပါတယ်ဒီမီးလုံးကိုကျွန်တော်လုံးဝဖွင့်ကြည့်ထားတာမရှိပါဘူးအခုမှစပြီးတော့ကြိုင်မှဖြစ်ပါတယ်ဟုတ်ကဲ့အခုဆိုမီးဒီကိုဖွင့်ပါမယ်ပြီးတော့ဒီမီးပြားနဲ့မီးလုံးနဲ့တွဲထားတဲ့မူလီလေးတွေကိုအရင်ဆုံးဖြုတ်ရမှာဖြစ်ပါတယ်ဒီမူလီလေးကိုဖြုတ်တဲ့အခါမှာ ပျောက်တာရှာတာမဖြစ်အောင်တရားလေးတော့ဒီယူဆိုင်ပြီးတော့ဖြုတ်ဆေးခြင်းပါတယ်။အဟုံးလို့မူလီပျောက်တာတို့ဘာလို့ဆိုရင်အစားထိုးမူလီထည့်ရမှာတို့ရှာမှာတို့မလွယ်ပါဘူးပြီးတော့အပြားလွတ်ထားမယ်ဆိုရင်လည်းဘက်ထရီကလှုပ်တာတို့ဘာလို့ဖြစ်နိုင်ပါတယ်။အဲ့တော့သတိထားပြီးတော့ဖြုတ်တာကောင်းပါတယ်။အထင်းကကန့်အခြေအနေကိုကြည့်ဖို့ကျွန်တော်တို့ဖြုတ်ပါမယ်။ ဖြုတ်တော်ဒီမှာဟို Y750 battery 3လုံးကိုတွဲပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ခါဒီကြရင်လည်းအဲ3လုံးနဲ့ကနှလုံးမကောင်းမင်းနဲ့တစ်လုံးပဲကောင်းတာတို့နှလုံးကောင်းပြီးတော့တစ်လုံးမကောင်းတာတို့ဖြစ်ပါဖြစ်တတ်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ထဲမှာတဲထည့်ထားတာပါ။ battery အညံ့ကိုတုံးထားတယ်လို့ဆိုလိုချင်တာမဟုတ်ဘူး။ဒီခါလေးကြရင်လည်း3လုံးစလုံးကောင်းပါတယ်။ ။အဲဆိုရင်အထဲကကက်ကိုဖြုတ်มาဖြစ်ပါတယ်။အဲကက်ကိုဖြုတ်ပြီးတဲ့အခါမှာအဲမူလီလေးတွေကိုခုနမိပြားမှာလုတ်တဲ့မူလီနဲ့မမှားဖို့လည်းတတိထားဖို့လိုပါတယ်။ခုတော့ဒီမှာကက်ကိုဖြုတ်လိုက်ပါပြီကက်ကိုကြည့်တဲ့အခါမှာဒီ type c ခေါင်းပေါ့နော်ဒီ type c ခေါင်းကအထောင်လေး ခေါင်းခေါင်းကိုကြည့်တော့ခေါင်းလေးကအထောင်လေးနော်အဲ့အထောင်လေးကဒီမှာအဲဟိုဘက်ကိုကြည့်လိုက်အဲ့မှာဒီအဲ့နှစ်ခုကသူက body ကို ground ချထားတာဗျာအဲ့မှာခဲတွဲထားတယ်နော်ခဲတွဲထားပြီးတော့ plus ကအောက်မှာမြုပ်နေတာပေါ့နော်မြုပ်နေတဲ့အခါကျတော့ဒီဘက်အနောက်မှာက plus အတွက်မပါဘူးနော်ဟိုဘက်မှာမြုပ်နေတာ မြုပ်နေတဲ့အခါကျတော့အဲ့ဒီ type C ခေါင်းကိုဖြုတ်ပစ်မအောင်ရမှာဖြုတ်ပစ်ပြီးတော့မှဒီနေရာမှာပဲအခုပုံစံအတိုင်း type C ခေါင်းတစ်ခုအစားထိုးမလားဒါမှမဟုတ် Insta နဲ့ type C ခေါင်းနဲ့အစားထိုးပြီးသုံးမလားကို ကြည့်ရမှာဖြစ်ပါတယ်အရင်ဆုံး battery ကို ဖြုတ်ပါမယ်ခဲတိုးတော့မယ်ဆိုရင်ဒီ ဘက်ထရီကိုမဖြစ်မနေဖြုတ်ရပါတယ်ဘက်ထရီ ရှိနေတဲ့အခါမှာကတ်ကိုဖိုးရောက်နေပြီးတော့ခက်ခဲတုတဲ့အခါမှာဘက်ထရီကိုဖြုတ်မထားရင် short ဖြစ်တာတို့ဘာလို့အများကြီးဖြစ်နိုင်ပါတယ်အော်အခုတော့မှတစ်ချက် spec ထထားတယ်เนาะ pack ဆိုတစ်ချက်တွေ့လိုက်လားမသိဘူး ချင်းတစ်ခုစလုံးဘက်ထရီမစားစလုံးဖြုတ်ပြီးွားလို့ရှင်တစကိုတိတ်နဲ့ပဲဖြစ်ဖြစ်တစ်ခုနဲ့ပဲဖြစ်ဖြစ်ကတ်ထားလိုက်တဲ့ကောင်းပါတယ်ဘာလို့လဲဆိုတော့အဲ့နှစပူးလို့ရှင် စပက်ထားပါတယ်ဘက်ထရီလည်းနာတာပေါ့နော်အဲ့တော့မပူးအောင်တစကိုတိတ်ကတ်ထားလိုက်တာအကောင်းဆုံးပါပဲတိတ်ကပ်ပြီးသွားလို့ရှင်ရယ် LED မီးပြားကိုဆက်ပြီးဖြုတ်ပါမယ် မီးပြားဖြုတ်ပြီးတော့မှပဲ type c ခေါင်းကိုဆက်ပြီးတော့ဖြုတ်ဖို့လုပ်ပါမယ်အဲ့တော့မီးပြားလည်းဖြုတ်လာပြီပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီခေါင်းကိုကျွန်တော်တို့ဆက်ဖြုတ်ပါမယ်ဒီ type c ခေါင်းကို ထိန်းထားတဲ့အစနှစ်စရှိပါမယ်အဲအစနှစ်စကိုခဲနည်းနည်းပြီးကျွေးပါမယ် ြီးတော့ဒီခဲကောင်းနဲ့ဟိုဘက်အဆောက်အပူပေးတယ်ဒီဘက်အဆောက်အပူပေးလိုက်အဲ့လိုလုပ်ပါမယ်အလေရဟာရီကသူ့အတူတဖြည်းဖြည်းနဲ့ပျော်သွားမှာပါအရင်ဆွဲဖြုတ်လို့တော့မရအောင်နော်အဲ့လိုမျိုးဟိုဘက်ကိုအပူပေးလိုက်ဒီဘက်ကိုအပူပေးလိုက်လက်နဲ့တွန်းကြည့်လိုက်ပေါ့နော်အဲ့လိုလုပ်ရင်းနဲ့ပဲဖြည်း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 ချင်းဖြုတ်သွားမှာပါနည်းနည်း ဟိုအဆင်မပြေဘူးဆိုရင်ခဲကောက်ထိတ်ကလေးနဲ့နည်းနည်းနည်းဟိုအားဆက်ဆိုင်ပြီးတော့ထိုးပြီးပေါ့နော်ဟုတ်ဒါဆိုတော့ type c ခေါင်းအပြက်ကလေးပြုတ်သွားပြီပေါ့နော်ဒီငုတ်လေးတွေပေါ့နော်ဒီငုတ်ကလေးတွေကခုန type c ခေါင်းဖြုတ်လိုက်တဲ့အခါမှာပေါ်လာတဲ့ငုတ်လေးတွေပါ ီငုတ်လေးတွေကိုတေချာစစ်ကြည့်ဖို့လိုပါတယ်ဒီငုတ်လေးတွေမှာဘယ်ကောင်က minus လဲဘယ်ကောင်က plus လဲဆိုတာရှာဖို့လိုပါတယ်ဒီငုတ်လေးတွေပေါ့နော်ဒီငုတ်လေးတွေကခုန type C body ကိုထိန်းထားတဲ့နေရာပါအဲ့ဒါတွေက minus လဲဟုတ်တယ် ground လို့ပြောရတာပေါ့နော်ဒီတော့ဒီငုတ်တွေကို ဘာ plus လဲဘာ minus လဲဆိုတာရှာဖို့အတွက်မီတာလိုပါတယ်ဒီဗီဒီယိုတွေဘာတွေရိုက်ဖို့ကိုကျွန်တော်တယောက်တည်းပြရတာဆိုတော့နည်းတော့ခက်ခဲရှိပါတယ်ပြီးတော့ပစ္စည်းမစုံတာလည်းရှိပါတယ်အဲအတွက်အစင်မပြေတာရှိရင်အားလုံးမခွင့်လွှတ်ပေးပါခုစုံလုံးဘေးငုတ်ပေါ့နော်ခုနကပြောသလိုပဲစုံလုံးဘေးငုတ်နှစ်ခုက ground ground ဆိုတော့ minus ပေါ့နော်အခုဒီမှာတွေ့လားမီတာနဲ့ထောက်တဲ့အခါမှာမီတာတက်နေတာကိုတွေ့ရမှာပါဟုတ်ပြီဒါဆိုလို့ရှိရင်ဒီဘက်ငုတ်ပေါ့နော်ဒီဘက်ငုတ်ကိုလောတဲ့ထောက်တော့မီတာတက်တာမတွေ့ဘူးနော်ဟုတ်ပြီဒါဆိုရင်နောက်တငုတ်ပြောင်းထောက်ကြည့်မယ်နော်အဲ့ဒါဆို तू ကမီတာတက်တယ်နော်ဒါဆို तू ကလည်း minus ပဲပေါ့အဲဒါဆိုရင်ဒီအဒိန်ငုတ်လည်းမတက်ဘူးနော် ဒီနောက်ဆုံး body ကိုတွဲထားတဲ့နေရာရဲ့သူ့ဘေးရအစလုံးငုတ်ရဲ့ဟာမီတာတက်ပါတယ်နော်ဒါဆိုရင်ဒီ body ကိုခဲတွဲထားတဲ့နေရာရဲ့အစွန်ဆုံးနှငုတ်ရည်က minus ပေါ့နော်ဒီနေရာမှာကြည့်လိုက်ရင်6လောက်က6ငုတ်ရှိပါတယ်နော်ဒီမှာ1 2 3 4 5 6 6လောက်6ခုဖြစ်နေတာဒီမှာတွေ့လား base နှစ်ဖက်က minus ဒီနော်အဲ့ဒါပြီးတော့မှ အလယ်မှာပတ်လန်းလေးရှိတယ်အဲ့ပတ်လန်းလေးကဒီမှာပေါ့နော်ကြောင်းမြန်လှည့်ကြည့်လိုက်ဒီမှာအဲ့ပတ်လန်းလေးတစ်ခုရှိတယ်အဲ့ပတ်လန်းလေးကဒီ IC ရဲ့ခြေတော့တစ်ခုတည်းဝင်သွားတာပေါ့နော်အကောင်အပေါင်းပြမတူလားအဲ့ခြေတော့နဲ့ဘယ်ငုံနဲ့ချိန်နေတာလဲဆိုတော့ရှာကြည့်ရပါပါအဲဒီမှာတငုံတွေ့ပြီနော်မီတာတက်တယ်တလားဘေးနှစ်ဖက်ကဘေးဘေးအစွန်ဆုံးအစက minus ဆိုတော့အဲ့အစွန်ဆုံးအစတစ်ဖက်ကဟာအပေါင်းနောက်တစ်ခုနော် ကောမိုင်းနဲ့ဆိုရင်နောက်တစ်ဖက်ကိုထောက်လိုက်တော့နောက်တစ်ခုကလည်းအပေါင်းပဲဒါဆိုအလေးနှုံးကဒီတာဖြစ်နိုင်တယ်နော်ဒါပေမဲ့ဒီကတ်မှာတော့ဒီတာတွေဘာတွေမရှိဘူးဆိုတော့ဒါပေမဲ့လွတ်ထားပါမောပုံမှန်အားဖြင့်ကတော့ဒီ type c ခေါင်းကြီးကတူတယ်ဗျဒါပေမဲ့မတူတာတွေလည်းလာတယ်အဲ့ဒါကြောင့်ပြဿနာရှိပါပဲ။တေချာကြည့်ပြီးတော့တေချာစစ်မှရပါဗျ။ ဘေးနှစ်ခုကဒီဒီဘေးနှစ်ခုက minus ပေါ့နော် minus minus ပြီးတော့နောက်ထပ်ဘေးတစ်ခုစီကလည်း minus minus သူ့ဘေးတစ်ခုက plus plus ဖြစ်မယ်အလယ်ဆုံးနှစ်ခုကတော့လွတ်ထားလိုက်မှာပါခဲတွဲမဲ့အထက်မှာအလယ်နှငုံမပါပါဘူးအဲ့တော့ minus ကိုဒီကနေပြီးတော့ယူမယ် original type c ခေါင်းနေရာမှာပဲနောက်ထပ် type c ခေါင်းတစ်ခုအစားထိုးဖို့ဆိုတာမလွယ်ပါဘူးပစ္စည်းတွေကြောင့်ရှာလို့မရပါဘူးစားရူခေါင်းပဲထည့်มาဖြစ်ပါတယ် minus ကိုဒီကနေယူမယ်เนาะပြီးတော့ဟိုကအဲ့ရနေပြီးတော့ plus ဆောက်ယူလဲရတယ်ဒီ6တော့ ic 6တော့ငုတ်ကယူလဲရတယ်ပြီးတော့ဒီဟိုကပလန်းဟိုဓာလေးနဲ့ချစ်ပြီးယူလဲရပါတယ်အပောင်းနဲ့အနှုတ်ကို လုံးဝမှားလို့မရပါဘူးမှားလိုက်ပြီဆိုတာနဲ့ DIC ကြွမှာဖြစ်ပါတယ် ိုကကိုစမ်းပြီးတော့လုံမယ်ဆိုရင်တိတိချာချာလေးတတိထားပြီးတော့စမ်းဖို့တို့ပါတယ်ဒီလို type c ခေါင်းကိုအသုံးပြုသွားမှာပဲဖြစ်ပါတယ်ဟိုခဲတွဲတာကဒီငုတ်လေးတွေကနေရာအရန်သေးတော့ကျွန်တော်ဗီဒီယိုရိုင်းရင်းနဲ့ခဲတွဲပြဖို့အဆင်မပြေပါဘူးခဲတွဲပြီးတော့မှပဲပြန်ပြတော့မယ်နော် and အခုမှကျွန်တော် ကျိုးတွေအားလုံးကိုပြန်တက်လိုက်ပါပြီဒီ minus 2ထားတဲ့နေရာကအရင်တော့ type c ကောင်းတက်ထားတဲ့ body နဲ့ကန်နဲ့တွဲထားတဲ့နေရာကနေပြီးတော့ minus 2ခဲတူလိုက်ပါတယ်ပြီးတော့ plus ကကြတော့ဒီအဲခုနရှင်းပြခဲ့သလိုပဲ plus ငုတ်တွေကနေပြီးတော့ထွက်လာတဲ့ပလန်းပေါ့နော်အဲ့ဒီပလန်းကိုဓာတ်လေးနဲ့ချစ်ပြီးတော့မှအဲ့ချစ်ထားတဲ့နေရာမှာ အဲခဲတွဲထားတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီနေရာကနေမတွဲဘဲနဲ့အဲငုတ်ကလေးတွေကနေတွဲအစင်မပြေဘူးပြနေရအရန်ကျင်းလို့လေအခုအားလုံးတက်ဆင်ပြီးပါပြီအဲ့ဒါဆိုရင်ကျွန်တော်ကြိုးထိုးကြည့်ပါမယ်ကြိုးထိုးကြည့်တော့ချာဂျင်ဝင်ပါပြီဒါဆိုရင်အစင်ပြေလို့ပြောလို့ရပါတယ်ဒါပေမဲ့ဘက်ထရီကိုတစ်ချက်ဖို့တိုင်းကြည့်ပါမယ် မီတာကို DC 24 rate မှာထားလိုက်ပါတယ်ထားပြီးတော့ကျွန်တော်တို့အမ်ဘက်ထရီကိုဖူတိုင်းကြည့်တဲ့အခါမှာ3.15လောက်ပြပါတယ်အဲဆိုအာသွင်းလိုက်မယ်နော်အာသွင်းပြီးတော့ပြန်တိုင်းတဲ့အခါကျတော့3.19ဆိုတော့အားဝင်တယ်လို့ပြောလို့ရပါတယ်ချက်ချင်းဝင်နေတယ်ပေါ့နော် 3.20ဖြစ်သွားပြီဒါဆိုတော့ charging ဝင်တယ်ဗျဒီဂျိုးကိုအဲ i type c ခေါင်းလေးပေါ့နော်အဲခေါင်းလေးကိုပြန်ဖြုတ်ပြန်ဖြုတ်ပြီးတော့ဒီအထိုင်မှာပေါက်ဖောက်အပေါက်ဖောက်ပြီးတော့အထိုင်ချပေါ့နော်ပေါက်ဖောက်တာတော့အစဉ်ပြေတာနဲ့ဖောက်လို့ရပါတယ်ပေါက်ဖောက်ပြီးတော့အထိုင်ချပြီးတော့အခုတွဲထားတဲ့ပုံစံအတိုင်းပြန်တွဲပေးလိုက်မယ်ဆိုရင်ရပါပြီ။ အလုံးလုံးပြီးွားတော့မှာပဲတစ်ချက်ကျွန်တော်ပြန်ပြပါမယ်အထားဆိုအလုံးပြန်လုံးပြီးတဲ့ပုံဖြစ်ပါတယ်အဲတိုက်စီခေါင်းလေးပေါက်ပေါက်ပြီးတော့ထိုင်ချလိုက်တယ်ပြီးတော့ခုနအတိုင်းကျိုးပြန်တွဲလိုက်တယ်သူ့ကက်ကိုလည်းသူ့အတူထိုင်ချလိုက်ပါတယ်ဒါဆိုရပါပြီဟုတ်ကဲ့အလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ